မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းအမတ်ရှိပြည်အောင်စုလမ်းမတစ်လျှောက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆင်နာရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့အကြတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်တော်လိုင်းတပ်ဖွဲ့တွေကသိရပါဗျ။ရင်းမြနယ်မြောက်ပိုင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစုမှုထားတဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးကိုခမန်းအင်အား၄၀၀နဲ့၅၀၀ကြားရှိတဲ့ဆင်နာရှင်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း၃ချောင်းနဲ့ရင်းမြို့ကနေတန်ဖြူစရဲမြို့နယ်အဆက်အထိစစ်ကြောင်းထိုးနေတာပါ။ ထိုင်းချုံနယ်မြေအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆီယနာရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်နေပြီးအော်တိုဘားလ10ရက်နေ့ကစလို့နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲအတွင်းဆီယနာရှင်တပ်ဖွဲ့ကဗိုလ်ကြီးတအူအပါအဝင်တပ်ဖွဲ့ဝင်၁၀ဦးထပ်မံနေတိုက်ဆုံးပြီးထိခိုက်ဒဏ်ရာရသူလည်းများတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာအထင်အနေတဲ့ဆင်နာရှင်တက်ကဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နိုင်တဲ့အခြေအနေရှိတယ်လို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ဒေတာတွင်းစီးရေးအခြေအနေကိုလေ့လာဆောင်ကြည့်နေသူတွေကသုံးသပ်ပါတယ်ဆီယနာရှင်တက်စစ်ကြောင်းကိုမွန်ပြည်တော်လိုင်းတက်ရေးပြည်သူကောက်ကွယ်ရေးတက်ရမညမွန်တက်တော် KNL တရင်20ခွန်တက်ခွဲတက်ဘျူဟာ33ဒေါနာချိန်မုံကြီးတက်ခွဲနဲ့တပင်ရှိတူပူပေါင်းတက်တို့ကတိုက်ခိုက်နေတာပါ